လာကျင်လို့ဖေလာထိုးရကဒုက္ခရောက်သွားတဲ့ညီမလေးမင်္ဂလာပါအော်ဒီယိုဘိုင်းစောင်းနိုင်ငံကြီးကျိုးဆိုပါတယ်ဒီကမှာတော့လာကျင်လို့ဖေလာထိုးရကဒုက္ခရောက်သွားတဲ့ညီမလေးဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မြို့သမီးတွေတော်တော်များများကတော့ဘယ်သက်ဘယ်ရွယ်မဆိုလာကျင်ပါကျင်စိတ်ကအမြဲရှိပါတယ်လာကျင်ပါကျင်လို့လက်ကျင်ကန်းလို့ကျမရေးလိုက်စားပြီးခန္ဓာကိုယ်ဝိတ်ထိန်စရတွေကတိတ်ပြီးတော့ပြဿနာမရှိပေမဲ့ ဖြစ်တွင်ပြီးလာလာတဲ့အမြမမီးရဲ့မူရင်းအလှတရားကိုဟော်ထောဒီပြတ်လောက်ရာကပုံမလှလာပဲအကျိုးနှဲခဲ့ရတယ်အများကြီးကြားနေရပါတယ်အခုအဲ့ဒီအကြောင်းအရာတွေကမှနှချင်လုံးလို့ရင်သားဖင်လာထိုးရာကအသက်ဘေးနီးလောက်တဲ့အထိတဲချင်စိတ်အကြင်ကြင်ပေါက်ခဲ့တဲ့အထိဖြစ်ခဲ့ရတဲ့ဖြစ်ပျက်တစ်ခုကို Facebook စာမျက်နှာမှာတွေ့ရလို့ပြန်လည်ဝင်မြဖတ်ပြပေးပါမယ်နားဆင်ကြည့်ကြပါဦးခင်ဗျာဒီနေ့ ီပိုလေးကိုတင်ရတဲ့အကြောင်းရင်းကဘသူဘသူမှနက်နာလိုစိတ်မရှိပါဘူး။ကျမလိုမျိုးထပ်မဖြစ်စေချင်တဲ့အကြောင်းရယ်ကိုယ်တဘာဝမဟုတ်တဲ့ခန္ဓာကိုယ်ပြင်ဆင်မှုတွေကဘလောက်အန္တရာယ်များလဲဆိုတာသိစေချင်ရောပါ။ကျမနှစ်လပိုင်းကရင်သားဖီလာထိုးပြပါတယ်။ဒါကလည်းပြောရရင်ခေရည်စည်းကြောင်းရမျက်နာဖီလာထိုးနှုတ်ခမ်းဖီလာထိုးနဲ့ဆက်ထိုးပြတာပါ။ကြားဖြတ်ပြောချင်တာတကူက အဲ့လိုလောက်တာတွေကဆွဲရသလားလို့မြင်မိတာပါ။ဘာလို့လဲဆိုတော့ကျမကိုယ်တိုင်ကမျက်နှာလေးလှုပ်ပြီးတော့နှာခမ်းလေးလှုပ်ချင်တယ်။ပြီးတော့ဘာလဲလုံးရမလဲဆိုပြီးတော့ထပ်တွေးမိတာမျိုးကြောင့်မလူတိုင်းတော့မဟုတ်ပါဘူး။ဖီလာတော့ပြီးတပတ်ကြာမှအဖျားတွေတက်လာလိုက်ပျောက်လိုက်နဲ့ဖြစ်ပြီးပုံမှန်ရိုးရိုးဖျားတဲ့ထင်လို့ဆေးထိုးလိုက်တက်တာလိုက်နဲ့နေရင်ကရင်သားမှာမမအခဲတွေဖြစ်ပြီးတော့ရဲရဲကြီးတွေဖြစ်လာတာပါ။ အဲ့လိုဖြစ်ပြီးတဲ့နောက်သူတို့ကိုဆက်သွယ်ပြီးမေးတဲ့အခါသူတို့ကသူတို့ဈေးကန်းခေါ်ဝင်မဲ့ကိုကစိုးရင်စိတ်ရှိနေတော့ဝစ်တိုရီယာဈေးအုံကိုပဲသွားလိုက်ပါတယ်ဈေးအုံရောက်တော့ရဲနေတဲ့နေရာကိုအနက်ထိုးလိုက်တဲ့ချိန်မှာပြီးမဖြစ်သေးတဲ့အတွက်ပိုးသက်ဈေးပြီးပြီးတပတ်ပြန်ချိန်ပါတယ်တပတ်ပြည့်ပြီးနောက်မှာ ရန်သားနောက်တစ်ပတ်မှလည်းအကျိတ်လိုအမားလေးတွေထပ်ဆန်းမိလာတော့သွားပြီးတော့ထပ်ပြန်ပြပါတယ်ရောက်တဲ့ချိန်မှာခွာရမယ်ဆိုပေမဲ့ အခန်းမရှိလို့အဆက်စီမှာပဲခွဲလိုက်ပါတယ်။နောက်ပိုင်းပုံမှန်ဆေးထက်ဘုဒ္ဓဆေးတောက်နေရင်ကနေနောက်တစ်ဖက်ထပ်ဖြစ်လာပြန်ပါတယ်။အဲ့ဒီမှာပထမဆရာကစူရာယောကျမရဲ့ကြောက်စိတ်ကြောင့်နောက်ထပ်ဆရာဝန်တယောက်ထပ်ပြောင်းမိပါတယ်။စာကူရာဆေးအုံကိုရောက်ပြီး နောက်တစ်ဖက်ထပ်ခွဲရပါတယ်။ခွဲပြီးတဲ့နောက်နောက်ထပ်အလုံးတွေထပ်ထပ်ပြီးပေါ်လာလို့ထုံဆေးနဲ့ အသေးစားခွဲစိတ်မှု6ချိန်လုပ်ခဲ့ရပါတယ်။အဲ့ဒီချိန်မှာလူကအယံစိတ်ထက်ကြာနေပြီးတတ်တည်ခြင်းစိတ်ပေါ်ပေါက်နေခဲ့ပါတယ်။နောက်ထပ်မတတ်တာရဲ့နောက်ဖီလာထိုးတဲ့ဈေးကန်းကိုပြောပြတော့သူတို့ဈေးကန်းကိုပြန်ခေါ်ပါတယ်။ပြောရင်လူကမှန်လားမှားလားဆိုတာတွေထက်ဒီအနာတွေပြောင်းချင်တဲ့စိတ်ပဲရှိပြီးတော့သွားလိုက်မိပါတယ်။သူတို့စီရောက်တော့ထုံစင်းနဲ့ထက်ခွဲပါတယ်။ထက်ခွဲရင် ဆေးထက်ရင်နဲ့သူတို့ကလည်းဘာမှမရှိတော့ဘူးပြည်လည်းမထွက်တော့ဘူးတတလာတယ်ဆိုပြီးတော့ဘကိုးပြန်လာခဲ့ပါတယ်ပြန်ရောက်ပြီးသူတို့ပေးလိုက်တဲ့ဈေးကုန်နဲ့ချိန်မှာသူတို့ခွဲပေးလိုက်တဲ့နေရာကပြည်တွေပြန်ထွက်လာတော့မိသားစုဆရာမမလေးကတလာနေပါဒီတန်ရာကပြည်တွေဆုတ်ထုတ်ပြီးဆေးထိုးဆေးထက်ရင်ကနေခွဲပြီးပြန်ချုပ်ပေးတဲ့ချုပ်ရုံးမှာလည်းပြည်တွေထက်တဲလာပါတယ်နောက်ဆုံးမှာတော့သူက ွမ်းဆိုင်ဆောင်မာကြီးနဲ့ပြောက်ကိုအကြံပေးလို့ဆရာမကြီးနဲ့ပြတဲ့ချိန်မှာချက်ချင်းခွဲရမယ်ဆိုလို့ခွဲစိတ်ခဲ့ပါတယ်။ဆရာမကြီးနဲ့ခွဲစိတ်ပြတဲ့ချိန်မှာစေယုံကဘေးစင်းနာတောင်အနာအားလုံးချက်တက်အထိနေမယ်ဆိုပြီးစေယုံမှာ45ရက်တိတိနေခဲ့ပါတယ်။ဒါပေမဲ့စေရ2လကျော်ထည့်နေရတော့မှာပဲ။အခုလက်ရှိလူဝတ်တတတယ်ဆိုပေမဲ့အရှင်းမပြောက်သေးလို့ဆေးတွေလည်းဆက်တောက်နေရတော့မှာ။နောက်ဆက်တွဲရတော့ ရင်သားနဲ့အကြောတွေအကုန်စုနေတော့အာယုံကြောပါထိပြီးခြေနောက်တစ်ဖက်ကကြီးသလိုဖြစ်သွားကအဲ့ညီဘိုးရင်လဲလူနေရဝက်ပေးမှရပါတော့လေပြောချင်တာကဒီနာကျင်မှုတွေကိုကိုယ်လိုမခံစားရစေချင်တာနောက်တစ်ခုကကိုယ်တိုင်ကလည်းအချိန်မပေးနိုင်လို့နိုင်ဝမ်းလောက်နဲ့ရင်သားလေးကလှသွားမယ်ဆိုတာကိုသဘောကျနေမိခဲ့တာအခုရေးနေဆိုတာကဘသူ့အောင်မှအဖြစ်တင်တာမဟုတ်ပါဘူး ကိုမစင်ကျင်မဲ့လောက်ခတဲ့ကိစ္စတွေကြောင့်ခံစားခဲ့ရတာရဲ့။လှကျင်လို့လှုပ်ပြီးဒီလိုဖြစ်ရတာကို လူသိမှဆိုပြီးကြိတ်ကုခဲ့တော့ပိုပြီးစိုးသွားစေတာပါ။နာကျင်တဲ့တံကိုမခံစားနိုင်တော့လို့ကိုကကိုတတ်သေးဖို့တိုက်ပေါ်ကခုံချဖို့လဲအကြိမ်ကြိမ်ကြိုးစားခဲ့ပူပါတယ်။ကံကောင်းလို့အသက်ရှင်ခွင့်ရတာကိုပဲအရန်ကျေးဇူးတင်မိပါတယ်။ဒီလိုဖြစ်ခဲ့တဲ့ကိုလာအတွင်းမှာဆောင်းရှုံးခဲ့ရတဲ့အလုပ်တွေငွေတွေအပြင် မိသားစုတစ်ခုလုံးဒါတောင်းရောက်ပါစိတ်တန်ရရစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခဲ့ရတာမို့ဘသူ့အမှထပ်မဖြစ်စေချင်တာပါဖြစ်ခဲ့သမျှကုန်ကြသမျှကလည်းသူတို့ဘက်ကတောင်းဝန်ယူပေးတယ်ဆိုတာကိုယ်ကုန်ငန်းသမျှဆယ်ပုံတစ်ပုံတောင်မရှိပါဘူးနောက်ကလိုက်ကူဖို့ပိုက်ဆံတာမရှိခဲ့ရင်ဒေးမှာပါဘသူမပြုတ်မိမိမှုဆိုပေမဲ့မိမိလိုပြူမိတဲ့သူတွေထပ်ရှိလာမှာစိုးရင်လို့ရေးမိတဲ့စာပါကျွန်မ post ကြောင့် စိတ်နှောက်ယှက်ဖြစ်သွားကြရင်တောင်းမှန်ပါပဲတဲ့ဒါသူ့ရေးထားတာကိုပြန်လည်ဖျက်ပြခြင်းဖြစ်ပါတယ်ဒါအမျိုးသမီးများမိန်းကလေးများဒီလိုမျိုးအဖြစ်တွေသိရအောင်တတိထားရအောင်လို့ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်အဆုံးထိအောင်နားဆင်ပေးကြသူအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဘေးပြားတွေဝေးကွာကြပါစေဗျာ